ဆိုလာဈေးကွက်ကိုတရုတ်ရဲ့လွှမ်းမိုးမှုကိုရင်ဆိုင်ရမှာအိန္ဒိယရဲ့ဆိုလာပြထုတ်လုပ်ရေးကဏ္ဍကိုမြင့်တင်မှုရည်ရွယ်ခဲ့တဲ့ကုန်သွယ်ကွန်တိုးမြင့်ကောက်ခံမှုဟာ project တွေနဲ့စားသုံးသူတွေအတွက်ကုန်ကြမ်းစိတ်တွေမြင့်တက်စေခဲ့တယ်လို့ Nikkei Asia ကဖော်ပြခဲ့ပါတယ်။အိန္ဒိယဟာ2022ခုနှစ် AB လကလေးကပြည်ပမှဝယ်ယူတင်သွင်းတဲ့ဆိုလာပြားတွေအပေါ်အခွန်40ရာခိုင်နှုန်းဆိုလာဆဲဆိုလာပြားတွင်ပါဝင်တဲ့ဆိုလာအကွက်တွေအပေါ်အခွန်25ရာခိုင်နှုန်းတိုးမြင့်ခဲ့ပါတယ်။အိန္ဒိယရဲ့ ဆိုလာပြဝယ်ယူတင်သွင်းမှုစုစုပေါင်းရဲ့80ရာခိုင်နှုန်းကျော်မှာတရုတ်နိုင်ငံမှာဝယ်ယူတင်သွင်းနေရတာဖြစ်တာကြောင့်အဲ့ဒီလိုကုန်သွယ်ခွင့်တိုးမြှင့်မှုဟာတရုတ်ထုတ်ကုန်တွေအပေါ်မိခိုမှုကိုချော့ချဖို့ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီလိုအခွန်တိုးမြှင့်မှုကြောင့်အိန္ဒိယရဲ့ဆိုလာပြထုတ်လုပ်ရေး project တွေအတွက်ကုန်ကြစရိတ်တွေက20ရာခိုင်နှုန်းမှာ25ရာခိုင်နှုန်းထိပုံပုံများပြားလာခဲ့တယ်လို့လေးလာသူတွေကပြောကြားခဲ့ပါတယ်။ ဒါပြင်အခွန်တိုးမြင့်ကောက်ခံမှုမတိုင်မီဆိုလာပရောဂျက်တွေကိုလေလံဆွဲခဲ့တဲ့လုပ်ငန်းရှင်တွေဟာကုန်ကျစရိတ်တွေမြင့်တက်လာမှုကြောင့်သူတို့ရဲ့ပရောဂျက်တွေကိုဆက်လက်လုပ်ခံဖို့ရုန်းကန်နေရပါတယ်။အဲဒီလိုကုန်ကျစရိတ်တွေမြင့်တက်မှုကြောင့်ဆိုလာပြားထုတ်လုပ်သူတွေသာမကတဆင့်ခံဖြန့်ချိပေးတဲ့ကုမ္ပဏီတွေနဲ့စားသုံးသူတွေအတွက်လည်းဇင်းနှုန်းအခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ဒါကြောင့်ကုန်ကျကွန်တိုးမြင့်မှုဟာပြည်ရင်းဆိုလာထုတ်လုပ်သူတွေကိုကာကွယ်ပေးဖို့ရည်ရွယ်ပေမဲ့ဆိုလာစွမ်းအင်ဇင်းနှုန်းတွေကိုပုံမမြင့်တက်စေခဲ့ပါတယ်။အိန္ဒိယဟာ2030ပြည့်နှစ်မှာဆိုလာစွမ်းအင်ကဲ့သို့ ို့ပြန်ပြင်းမြဲဆွေးရင်ထုတ်လို့အားကို900ဂင်ဂါဝတ်ထိထုတ်လုပ်နိုင်ဖို့မျှော်မှန်းထားပေမဲ့တတ်မှတ်ချက်ကိုပြည့်မီဖို့ကုန်ကြမ်းစည်မြင့်တက်မှုတွေကအတားအဆီးတစ်ဖွဲ့ဖြစ်နေပါတယ်။ဆိုလာထုတ်လုပ်သူတွေကလည်းဆိုလာပြားအစ်စ်တွေရောင်းချမှုအခြေအနေဟာနှေးကွေးလာနိုင်ပြီးအိန္ဒိယရဲ့ရာသီဥတုနဲ့ဆွေးရင်လုံခြုံရေးညီမှန်းချက်တွေကိုထိခိုက်စေနိုင်တယ်လို့သတိပေးခဲ့ပါတယ်။